င်္ဂလာပါရှင်မြစ်စမ Editorial Talk Season ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်အစီအစဉ်မှာဒီအချင်းချခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးသွားဖို့အတွက်ရွေးချယ်ထားပါရစေ။မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဒီထောင်ဆန်းစုကြည်ရဲ့ဒီမြန်မာနိုင်ငံကိုပြန်ပြီးတော့ရောက်လာတဲ့အချိန်က1988မှာပြန်ပြီးတော့ရောက်လာတာမျိုးရှိတယ်ပေါ့နော်။အဲဒီအချိန်မှာအဒီမြန်မာနိုင်ငံမှာအာဏာရနေတာကဥနေဝင်ပေါ့လေ။ အဲဆိုတော့ဒီ1960 1988ထဲမှာလဲဒီမြန်မာနိုင်ငံရေးသမိုင်းမှာဟိုအကြီးမားတဲ့အချိုးအကွေတွေဖြစ်ခဲ့တာရှိတာပေါ့နော်ဆိုတော့အဲ့ဒီတုန်းကဒီဒေါန်ဆန်းစုကြည်ကပြန်ရောက်မြန်မာနိုင်ငံကိုပြန်ရောက်ပြီးတော့ဒီနိုင်ငံရေးမှာဘယ်လိုမျိုးပါဝင်လာခဲ့တယ်လဲသူ့ရဲ့ဒီနိုင်ငံရေးအစအခြေအနေကိုပြောပြပေးပါအောင်ရှင်ဝဂျုံဆန်းလုတ်ကြံခံရတော့ဒေါန်ဆန်းစုကြည်ကနှစ်နှစ်သမီးလေးပဲရှိသေးတယ်အဲ့တော့သူ့ရဲ့ငယ်ဘဝเนาะသူ့ရဲ့ဘဝတော်လို့မိခင်ဒေါခင်ကြီးရဲ့ ုတ်ထိန်မှုအောက်မှာနေခဲ့ရတာဒေါခင်ကြီးကစီကန်သိကောင်းတယ်နော်စီကန်ထိန်တာကောင်းတယ်နောက်ပြီးဒီအဲ့ဒါကလည်းတောင်ဆန်းစုကြည်ရဲ့ဘဝနေထိုင်မှုကိုလွှမ်းမိုးသွားခဲ့တယ်လို့မြင်တယ်သူအလုံးလုံးတာ hard working ဖြစ်တာနော်ဝရိယကောင်းနောက်စီကန်ကြီးတယ်အသေးစိတ်တွေနိုင်နေတယ်ဒါတွေအကုန်လုံးကဒီငယ်ဘဝမိခင်ဒေါခင်ကြီးရဲ့တုံတင်ဆုံးမမှုကောင်းတာတွေနဲ့ဆိုင်မယ်လို့ကျွန်တော်တော့မြင်တယ်ဝကြုံလောက်ကြံခံရပြီးတဲ့နောက်မှာအမေဖြစ်တဲ့သူဒေါခင်ကြီးက ဥအောင်ဆိုင်ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့လမ်းမတော်မဲဆန္ဒနယ်မှာသူကအမှတ်နေရာဆက်ခံကိုရခဲ့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းပေါ့ခေတ်ကာလအချိန်ကြီးကလည်းဗိုလ်ချုပ်မရှိတော့တဲ့နောက်ပိုင်းမှာပြည်မဒီ proper ဘာမှနိုင်ငံရေးမှာအကွဲပြားပို့ပြီးတော့များလာခဲ့ပြောရလို့ရှိရင်အဲ့ဒါအာနာယအစိုးရတွေနဲ့အာနာအစိုးရနဲ့လည်းဆက်နွယ်နေပြီးသီးသလားအာဖြစ်တဲ့အကွဲပြားကြီးတစ်ခုမှာဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်မှုနဲ့ဖွဲ့စည်းခဲ့တဲ့ပြည်သူရဲဘော်အကွဲအား ရဲဘော်ဘူးရဲဘော်ဝါဆိုပြီးတော့နှစ်ချမ်းကွဲတာဖြစ်လာခဲ့တယ်။ပြည်သူရဲဘော်အဖွဲ့ဟာဖတ်စာပလာတပ်ပေါင်းစုဖွဲ့ချုပ်ကြီးတဲ့မှာသူကပြောရင်တော့ပင်မတောက်တိုင်ကြီးတခုအဲ့ဒါနေပြီးတော့နောက်အဲ့ဒီကွဲတဲ့ကမှာနုမှုနဲ့ရဲဘော်မှုဆိုပြီးကွဲတယ်။ပြီးတော့အများစုဖြစ်တဲ့နော် majority ပဲဖြစ်တဲ့ရဲဘော်ဘူးတွေကတောခုတ်ဖို့စုံဖြတ်အဲ့ဒီအချိန်ကာလမှာတော်ကင်ကြီးကနိုင်ငံကြီးရနေခက်ကင်းကင်းနေပြီးတော့သားသမီးတွေလူလာမြောက်ဖို့သူ အထူးဥစားပေးပြီးတော့ရွေးချယ်ခဲ့ ဒီလိုနဲ့1958တန်ရှင်းတီမြဲဖာစာပလအကွဲမှာဒေါကင်ကြီးကတန်ရှင်းဖာစာပလအတွက်မဲဆွဲတာတော့သူပြန်လုပ်ခဲ့တယ်ဒါပေသည့်1960ပြည့်နှစ်ရွေးကောက်ပွဲမှာဦးနုအနိုင်ရပေမဲ့သူຢာတူးမຢູ່ပဲနဲ့အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာတာမတ်ဖြစ်ဒေလီကိုသူရွှေ့သွားအဲ့ဒီတော့ဒေါ်ဆန်းစုကြည်ကအသက်19နှစ်လောက်ပေါ့ဒေါ်ဆန်းစုကြည်ငယ်ဘဝမှာသူနဲ့အဲသူ့အဖေနဲ့ အဲသူ့အဖေနဲ့ခစ်တပြေးတည်းဖြတ်ခဲ့ကြတဲ့သူတွေရဲ့ဒါဒီဒါဒီသမီးတွေနော်ပြောရရင်ဒေါ်စန်းသူတီရဲ့တက်တူရွယ်သူတွေကဖာကင်းနေအရှိန်ဝါနဲ့အဲ့ဒီခစ်ကာလအရာရှိကြီးတွေပေါ့ကွာသမရာဝင်ကြီးချုပ်ဒီဒီစစ်တနာပရိသတ်ဖြစ်ဒါမျိုးတွေအရာဓူးတွေဖြစ်နေတဲ့အချိန်မှာဒီလွတ်လပ်ရေးခေါင်းဆောင်ရဲ့သားသမီးတွေဖြစ်တဲ့ဒေါ်စန်းစုကြည်တို့မောင်နှမကတော့ဒါပြောရလို့ရှိရင်သူကအဲ့လိုနေရာမျိုးတွေနဲ့မနေ့ပြည်သူရဲ့ အကျဉ်းနာဂရုဏာကိုရတဲ့အာဇာနည်ကောင်းဆောင်ကြီးတွေတာသမီတွေလို့ဖြစ်လာအဲ့မှာအကုံနဲ့ညီမဝါသနာမတူအကိုကြီးဦးအောင်ဆန်းကသူကစမှုသိပ်ပံပဲအာတန်ဒေါန်ဆန်းစုကြည်ကတော့နိုင်ငံကြီးကိုငငယ်တည်းကဝါသနာပါအိန္ဒိယကိုရောက်တဲ့အခါမှာအိန္ဒိယမှာတက္ကသိုလ်ပညာသင်ကြားခဲ့တာသူနိုင်ငံကြီးအတွေးခေါ်လွှမ်းမိုးခဲ့တယ်လို့ကျွန်တော်ကမြင်တယ်အိန္ဒိယရဲ့မဟာတမဂန္ဒီကြီးရဲ့ အဟိင်္ဂနိုင်အဟိင်္ဂနိုင်ငံရေးပေါ့ non violence သွေးမြေမကြလှုပ်ရှားရုန်းကန်မှုဟာဒါဒေါ်ဆန်းစုကြည်ဆွဲကင်ခဲ့တဲ့နိုင်ငံရေး philosophy ဖြစ်ခဲ့အိန္ဒိယနေနောက်ပိုင်းမှာဒါဗြိတိန်မှာသင်တဲ့ဗြိတိန်မှာလည်းသူဟိုနိုင်ငံရေးတွေလေးလာလေးလာတင်ယူမှုတွေလေးလာစရာပေါ့ဒီဒီတင်ယူစရာတွေဖြစ်လာခဲ့တယ်။နောက်အဲ့ဒီနောက်မှာသူကုလသမဂ္ဂမှာအလုပ်ဝင်နေတဲ့ Mr. Michael Eric နဲ့အိမ်အောင်ကြပြီးတော့တာနှစ်ယောက်ရတယ်။ဆရာ Michael Eric ကတကယ် intelligent တတ်သိပညာရှင် ပြီးတော့စိတ်သဘောထားတိတ်နူးညံ့နောက်ဒေါ်ဆန်းစုကြည်ကိုပါမီဖြည့်ပေးခဲ့တဲ့ခင်မွန်ကောင်းဒေါ်ဆန်းစုကြည်ကမြန်မာနိုင်ငံနဲ့ဝဲကင်းကွာနေပြီးတော့ပြပမှာနေတယ်ဆိုပေမဲ့လည်းသူကမြန်မာနိုင်ငံကြီးနဲ့အဆက်မပြတ်တည်နေတာအဆက်မပြတ်လိလာနေခဲ့ရတယ်သူစကားဆက်မိလို့ပြောရင်ဒေါ်ဆန်းစုကြည်ပါဒဂူဘွဲအတွက်ပြုစုနေခဲ့တဲ့စာရန်က1920ရာနေ1945အတွင်းထုတ်ခဲ့တဲ့စာနယ်ဇင်းတွေကမြန်မာလွတ်လပ်ရေးကိုအထောက်အပံ့ပြုခဲ့တယ်ဆိုတဲ့ဟာမျိုး အဲ့လိုနဲ့တောင်ဆန်းသူကြီးကလန်ဒန်တက္ကသိုလ်မှာပါရဂူဘွဲယူဖို့လုပ်နေရင်းနဲ့မိခင်ဖြစ်တဲ့သူဂျမားရေးချင်းနေဆိုးလာတော့1988မတ်လမှာမြန်မာနိုင်ငံကိုပြန်ရောက်ခဲ့တယ်။သူရောက်ပြီးတိတ်မကြခင်မှာပဲတိုင်းပြည်ကိုဆယ်စုနှစ်ပေါင်းများစွာတန်လက်သီးနဲ့တပါတီစနစ်အုပ်ချုပ်နေတဲ့အာဏာရှင်စန့်ကျင်ရေးလွတ်လပ်မှုကိုလိုလားတဲ့လူလူကြီးကအောင်ကျွတ်ဆန္ဒပြတဲ့1988ခုနှစ် လူတို့အရေးပေါ်အရေးတော်ကြီးဆိုတာဖြစ်လာခဲ့အဲ့ဒီဟာနဲ့တိုက်ဆိုင်နေတာဒေါ်သန်းစုကြည်ရဲ့လူလူရှေ့မောက်နိုင်ငံရေးပွဲဥထွက်ကတော့1988ခုနှစ်ဩဂုတ်ဩဂတ်လမှာကျင်းပတဲ့ရွှေတကုံအနောက်ဘက်မုတ်မိန်ကုန်းဟောပြောမှုဒီဟောပြောပွဲကိုကျွန်တော်မျက်မြင်ကိုတွေ့တွေ့ခဲ့ရတယ်ကျွန်တော်ရဲ့ဘဝမှာလူသိမ့်ချီနားထောင်တဲ့နိုင်ငံရေးဟောပြောပွဲဒီလိုမျိုးဒါကွင်းပြင်မှာเนาะလူဟိုတကယ်နိုင်ငံရေးစစ်စစ်ဟောပြောပွဲပထမဆုံး မြင်ဘူးလားဟုတ်အရင်အဲ့ဒီမတိုင်ခင်ရှိခဲ့တဲ့ຢာတွေကဟန်ပြတာတွေ for sure လုပ်တဲ့ဟာတွေเนาะဒါကတကယ်လူတို့ရဲ့စံနှနဲ့နားထောင်ခြင်းလို့လာခဲ့ကြတယ်ဒီဟောပြောပွဲ အပြီးမှာလူတွေကြကျွန်တော်တို့ရက်ွက်တွေကလူတို့ကြမှာဒေါ်စန်းသူကြီးရဲ့နာမည်ကတော်မီလို့ပဲပြန့်သွားဗိုလ်ချုပ်သမီးပါလာပြီဟေ့ဆိုတဲ့တည်င်းစကားကအမောင်ကြနေခဲ့တဲ့လူတို့ကြီးအတွက်မျော်လင့်ချက်အလင်းရောင်လေးဖြစ်လာပြီးတော့အင်မတန်မှလည်း စိတ်အားတက်ကြွအားရခဲ့အဲ့လိုနဲ့ဦးအောင်ကြီးဒေါအောင်ဆန်းစုကြည်သူရဦးတင်ဦးစားတဲ့ဖြတ်သန်းမှုမတူတဲ့အစုအဖွဲ့သုံးဖွဲ့ကိုစားပြုပါဝင်ခဲ့ကြပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာတည်ထောင်ခဲ့တယ်ဒါပေမဲ့စစ်တပ်နဲ့လမ်းမခွဲခြင်းနဲ့ဦးအောင်ကြီးကပါတီတောင်မီပူပူနွေးနွေးကာလမှာပဲနှုတ်ထွက်သွားတယ်နော် တချိန်တည်းမှာပဲအတိုက်ခံတွေကိုသဘောထားကွဲလွဲတဲ့လူတွေကိုဖြိုခွင်းတဲ့နေရာမှာအတွေ့အကြုံများတဲ့စစ်တပ်နောက်ခံတဲ့အုပ်ချုပ်တဲ့လူတွေဟာဒေါအောင်ဆန်းစုကြည်ကိုပါတီထောင်ပြီးမကြခင်မှာပဲနေအကျဲချုပ်ချတာလိုက်သူတို့သိတယ်ဒေါအောင်ဆန်းစုကြည်က potential ရှိတယ်ဆိုတာဒေါအောင်ဆန်းစုကြည်ကနိုင်ငံကြီးအလားအလာလူတို့ကိုစီယုံလူတို့ကိုစုစည်းနိုင်မှုမြင်တော့သူတို့လူတို့နဲ့ကင်းကွာအောင်လုပ်လိုက်နောက်ဒေါအောင်ဆန်းစုကြည်ကို 89ဇူလိုင်နဲ့95ဇူလိုင်ထိတစ်ကြိမ်2000နဲ့2000ပြည့်နှစ်ကနေ2000ခုနှစ်ကတစ်ကြိမ်2003ကနေ2010ပြည့်နှစ်တစ်ကြိမ်စုစုပေါင်းနေအကျေကျုပ်15နှစ်နေခဲ့ရနေအကျေကျုပ်တဲ့မှာရောအပြင်ပမှာရှိနေတဲ့အချိန်မှာစစ်ကောင်းဆောင်တွေကသူတို့ထိန်းချုပ်ထားတဲ့ဝါဒပြမီဒီယာတွေကနေအမျိုးမျိုးတိုက်ခတ်2003ခုနှစ်တပည့်အကြီးခင်မှာဆိုရင်သူ့ကိုတပ်ဖြတ်ဖို့တိစူးစမ်းစူးစမ်းခဲ့တာတွေ့ရအဲ့ဒီတုန်းကအတွင်းရေးမှုတက်တောင်းယူတာဗိုလ်ချုပ်ကြီးစိုးဝင် ဒါမဲ့ဒွန်ဆန်းစုကြည်ကိုစေုပ်စုကဖိနှိပ်မှုလုပ်လေသူကကြမ်းကြမ်းခံတွန်းလှန်တဲ့သူ့ရဲ့ပုံရိပ်ကကြီးလာတယ်။သူကဒီမိုကရေစီရဲ့ပြရုပ် icon ဖြစ်လာခဲ့။2012ခုနှစ်ရွေးကောက်ဂျာပြရွေးကောက်ပွဲမှာအာသူဝင်ဖို့ဆုံးဖြတ်လိုက်တဲ့အမှာသူလွတ်တော်အမတ်တယောက်ဖြစ်သွားခဲ့တယ်။2015ခုနှစ်ရွေးကောက်ပွဲမပြိုင်ခင်မှာသူ့ကိုဒါတရုတ်ဆိုးကဖိတ်ခေါ်ပြီးတော့ကော်ဇော်နီချင်းခင်းကြိုခဲ့ရတဲ့အနေထားကြောင့် နောက် NLD ပါတီကတောင်ပြိုကမ်းပြိုနိုင်ပြီ1962နောက်ပိုင်းအတိုက်ခံခေါင်းဆောင်တယောက်ပြီးတော့အမျိုးသမီးတယောက်ဒါနိုင်ငံအာဏာကိုပရမာဆုံးရယူနိုင်ပြောလို့ရှိရင်ပြောရလို့ရှိရင်ပရမာဆုံးအချိန်အယတာစစ်စစ်အစိုးရတရားပေါ်ပေါက်လာခဲ့ရှေးတောင်အာရှမှာဒီစစ်တပ်လွှမ်းမိုးတဲ့နိုင်ငံတွေထဲနိုင်ရှင်ပြီးပြောရလို့ရှိရင်ဒေါအောင်ဆန်းစုကြည်လိုလူမျိုးထွက်လာခဲ့တာဒေါအောင်ဆန်းစုကြည်ဒီလူမျိုးအခြေအနေမျိုးဖြစ်တာရှားပါအံ့ဩဖွယ် ဖြစ်ရလို့ပြောလို့ရပါတယ်ဗျာဒီဒေါန်ဆန်းစုကြည်ရဲ့ဒီနိုင်ငံရေးဖြတ်တန်းမှုကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဲဒီခက်ဆက်ဆက်ပေါ့နော်ဒီစကောင်းဆောင်လေးဖြစ်ကြတဲ့ဒီဥနေဝန်းတို့ပြီးတော့ဒီနဝတာရနာဖခက်တို့ပြီးတော့ဒီဘူဂျုံစောမအောင်ခက်တို့ဘူဂျုံတန်းရွှေတို့စသဖြင့်ပေါ့လေအခုဆိုလို့ရှိရင်ဒီစကောင်းဆောင်ဥမဲအောင်လှိုင်အထီပေါ့လေသူ့ရဲ့ဒီအဆက်ဆက်နိုင်ငံရေးဖြတ်တန်းမှုရှိခဲ့တော့ပေါ့လေ ဒီတောင်ဆန်းစုတရနိုင်ငံရဲ့ဒီဖြတ်တန်းမှုတစ်လျှောက်မှာဒီလိုမျိုးဒီတစ်ဖက်ကဆက်အုပ်စုနဲ့ဘယ်လိုမျိုးရှင်ပြိုင်ခဲ့ရတယ်လဲရှင်အာဆီအုပ်စုကတော့သူကဒီတိုင်းပြည်ရဲ့အာဏာကိုသူတို့အမြဲတမ်းကင်ထားရေးပေါ့သူတို့လိုချင်တဲ့လူပဲလာဆိုတဲ့ဟာမျိုးနောက်တောင်ဆန်းစုကြည့်လို့လူမျိုးထွက်လာတဲ့အခါကျတော့သူတို့နှိတ်ကုတ်ဖို့နီးမျိုးစုံတုံးခဲ့စစ်ကြောင်းတွေမှာဒီ SAT DST DSMA OTS ဒါဒါလို့ဘူတင်တန်းချောင်းနေမှာပြောနေအောင်ဖောင်ကြီးတို့ဇီးပင်ကြီးတို့လို့အစိုးရတင်တန်းချောင်းနေမှာတော့မှဒေါ်ဆန်းစုကြည်ကတိုင်းဖြက်ပြည်ဖြက်ပို့ကြီးရကျင်းနဲ့ရောက်လာလို့စစ်ဘုတ်ချုပ်တွေကထိန်းထားရတယ်ဆိုတော့ဝါဒပြန်ပိုင်းနေအစင်တိုက်ခဲ့ပြီးတက်စီယုံကြီးတွစ်ဆုံဘွဲတွေမှာလဲအာဘိုကျော်အောင်ဆန်းမျက်နှာမထောက်ပဲပြည်ဖြက်ဖို့လှုပ်ဆောင်နေတယ်ဆိုအမျိုးမျိုးသွတ်သွင်းခဲ့ စစ်ဘုတ်ကျုပ်စစ်ဘုတ်အများစုကအသက်အရွယ်ကွာခြားကြရင်ကွာခြားလိမ့်မယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုမလိုမုန်းတာရန်သူလို့မြင်တဲ့စိတ်ဖြစ်အောင်တွတ်သွင်းခဲ့ကြဘုတ်ကျုပ်စောမောင်လက်ထက်သူ့လက်ထက်မှာတကိုးတကယ်တကယ်တကိုးထွားတာတော့ထောက်လိုင်းဘုတ်ကျုပ်ခင်ညုံအဲ့ဒီအချိန်ကြီးကအာနာရာလက်လွတ်လိုက်ပြီမဲ့ဘုတ်ကျုပ်ကြီးနေဝင်ရဲ့အာနာတက်ရောက်မှုကကြီးသူကတကိုးကြီးနေတော့အဲ့တော့သူကအာနာသိန်းဒီလိုမျိုးစစ် ဇက်ကိုအာနာသိမ့်ခိုင်းမိမယ်အာနာသိမ့်တဲ့ဆေးအုပ်စုကိုဘသူနဲ့ဖွဲ့ဆိုတာအစာညွန်ကြချက်ကိုကျော်ခင်ညုံကိုပေးလိုက်အဲ့ဒီအနေပဲတော့ဆန်းစုကြည်ကိုနေကျဲကျုံချဖို့ဆိုတာဖြစ်လာတာအကျဲကျုံချပြီးတဲ့အပြင်မှာပဲစစ်တောက်လန်ကြီးကတရင်တူတရင်မာတွေနဲ့ကိုကြီးကိုတာမဟုတ်တာတွေလောက်ကြံဇလန်းတွေလူလူကြတီးတိုးပါတာဖြန့်နောက်သူဟိုသူတို့ရဲ့ရန်ရတွေကလည်းစောင်းပါးတွေပြီးတော့လောက်တာတစ်ဖက်ကလည်းဗြိတိန်ကို ပြန်ဖို့အမျိုးမျိုးဖိအားပေးခဲ့ သူတို့လိုချင်တာတော့မြန်မာလူထုနဲ့ဝေးกว่าပေါ့ကင်းกว่าပေါ့အဲ့မှာဝကြုတ်ကြီးစောမောင်ကစစ်တမ်းလျားပြန်ပြီးတော့အနိုင်ရပါတီကိုအနာလွဲမယ်ဆိုတဲ့သဘောထားရှိပေမဲ့ထောက်လိုင်းရင်ဝကြုတ်ခင်းညော့နော်အဲ့ချိန်မှာဒုတကြုတ်ဖြစ်နေတဲ့ဝကြုတ်ကြီးတန်းရွှေနောက်ဒုတိယဝကြုတ်ကြီးထွန်းကြီးဒုတိယဝကြုတ်ကြီးမြင်းအောင်ဝကြုတ်ကြီးကျော်ပစသဖြင့်ဒီလိုဝကြုတ်ကြီးတွေကဆန္ဒမရှိဘူးအဲ့တော့သူတို့တတ်ထဲမှာ ကိုဂျိုကြီးစောမောင်ကိုပါအနုနီးနဲ့ဖယ်ရှားပြီးတော့တပ်တွင်းအာဏာသိမ်းမွဲ့လို့1992မှာဖြစ်သွား။ကိုဂျိုမူကြီးတရွှေတက်လာတဲ့ခေတ်ရောက်လာတဲ့အခါမှာ၃နှစ်လောက်ကြာမှာတော့တော့ဆတ်စုကြီးကိုငင်းကြဲကျုပ်ကလွတ်ပေးတယ်။ဒါပေမဲ့လည်းဖိနှိပ်မှုကပိုလုလာတာ။နယ်ဒီမှာ သူ့ရဲ့ဩဇာမကြီးသွားအောင်နယ်ဒီလူလူတွဲဆောင်ပွဲတွေလုပ်ဖို့စီစဉ်တာနဲ့ငင်းကြဲကျုပ်ပြန်ချတယ်။သူရဲ့အိမ်ရှိမှာလူတို့နဲ့ပုံမှန်တွေ့ဆုံမှုလုပ်တာအောင်မလုပ်ဖို့တားတယ် တရင်သားတွေရုံမြင့်တန်ကြားတွေမှာလဲကလဖြူမရပြဖြက်မရပြဖြက်မနိုင်ငံအဲလှုပ်ထားတဲ့တရှိုးဘိုးကျောင်းဆန်းမျက်နှာကိုအိုမဲတော့စားသဖြင့်စကလုံးကြမ်းကြမ်းနေမကြောက်ဝင်မနာတာဒါတွေနဲ့ဆောင်းပါးတွေအပတ်စဉ်အနေနေတိုင်းပေါ်ပြမှတ်မိလေပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းလက်ထက်မှာဆိုရင်ဗရောက်မီရေဒီယိုဆိုပြီးတော့ဒေါန်ဆန်းစုကြည်ကိုတိုက်ခိုက်ဖို့တီးကြထောင်ဗရောက်မီရဲ့ဒီဒွညုံမှုတာဝန်ယူခဲ့တဲ့ဦးတန်းလွင်ကအဲ့ဒီချိန်က မြမရုပ်မြင်တန်ကြားစကားဝိုင်းစနေနေ့ဆိုပြီးတော့စနေနေ့တိုင်းထုတ်လွှင့်ပြီးတော့တိမတ်ဖွဲ့ကနိုင်ငံရေးရာအစီအစဉ်နဲ့ဒေါန်ဆန်းစုကြည်ကိုထိုးနှက်ပြီးတော့စစ်တပ်ကောင်းချောင်းဝါရပြန့်တဲ့အစီအစဉ်တွေလုပ်ခဲ့။နောက် online ခေရောက်တဲ့အချိန်မှာလဲသူနဲ့ပတ်သက်ပြီးတော့တရင်လူတရင်မာတွေထုတ်တယ်။တစ်ဖက်မှာလဲဒေါန်ဆန်းစုကြည်ရဲ့ NLD ပါတီကို ဖြိုခွင်းတာလုပ်တယ်။ဒါမဲ့ဒေါန်ဆန်းစုကြည်ဘောဆက်ဆံတာအခုစစ်အုပ်စုနဲ့တော့ကွာတာတော့ရှိတယ်။ဗိုလ်ချုပ်မင်းတန်းရွှေလက်ထက်မှာ ဒွန်ဆန်းသူကြီးအင်းစိန်ထောင်ထဲမှာနေရတာလာပိုင်းလောက်ပဲရှိပြီးတော့အိမ်မှာပဲတခြားလူနိုင်ငံနဲ့သူကတွေ့ခွင့်နေနေရနိုင်ညာတန်တမန်နေတရင်တော့ဒီနဲ့တွေ့ခွင့်ပေးတာနောက်ပိုင်းမှာအာနောက်ပိုင်းမှာဆိုရင်ဗိုလ်ချုပ်အောင်ကြီးကိုဒွန်ဆန်းသူကြီးနဲ့ဂျာကန်ဆက်သွယ်ပေးတဲ့သူဖြစ်နေတာဝန်ပေးခဲ့ဒါပေမဲ့လည်းဒါကလည်းနိုင်ငံရေးအရဟန်ပြလောက်တာဦးတန်းရွှေအနေနဲ့ဒွန်ဆန်းသူကြီးသဘောထားကိုသိလို့ချင်းမရှိဘူးလို့ ဦးအောင်ကြည်နဲ့ပြန်ကြားရေးဝန်ကြီးဌာနမှာဝန်ကြီးဒုဝန်ကြီးတာဝန်ယူခဲ့တဲ့ဦးရထွတ်ပြောစကားမှာတွေ့ရတယ်။ဒေါအောင်ဆန်းစုကြည်ကသူ့ရဲ့နိုင်ငံရေးရည်တည်ချက်တွေနိုင်ငံရေးအမြင်တွေကိုနိုင်ငံတန်တမန်တွေကတဆင့်လူထုထံတည်င်းစကားပါ။တကယ်တော့နှစ်ပေါင်းများစွာနေအခြေချုပ်ဖြတ်တန်းရတာမလွယ်ဘူး။ဒါမဲ့ तू ကဒီအခြေချုပ်ကာလထဲမှာသူ့ကိုယ်သူစီကံချပြီးကြော်ဖြတ်။နေ့စဉ်အာယုံတက်ချိန်ထားတယ်၊တရားထိုင်တယ်၊စာဖတ်တယ်၊ဒါသူ့ရဲ့ဟိုဟာနေတူတူကအလုပ်ပေါ့နော်။ ဒီအာစိနကန်နေသူမမှန်လုတ်ခဲ့ဒါတွေကပဲသူ့ကိုအကျိုးပေးတာဗျလူလူရဲ့ကယူနာကိုတိမ့်ကျုံရယူသွားခဲ့တာစစ်တောက်လမ်းရလဲဘလောက်တောင်ဆိုးလဲဆိုတော့သူအိမ်ထဲမှာဘာလုပ်တယ်အစသိအောင်ကြိုးစားဒါပေမဲ့ तू ကတန်မဏိပဲလူကြည့်တော့တေးသေးလေးနဲ့တိတ်မှာဒါပေမဲ့ပါစင်နဲ့ तू ခံစားရတာရှိတာပေါ့ဆရာမိုက်ကယ်အရစ်မှာကင်ဆာရှိတယ်ဆိုတာသိရတဲ့အချိန်မှာ तू မျက်ရည်ကျဒါပေမဲ့စေုပ်စုကလိုချင်တဲ့ပုံစံဖြစ်တဲ့နိုင်ငံတွေကထွက်သွားဖို့ तू မလုပ်ဘူး လူတို့နဲ့နေပြီးတော့တော်လိုင်းအောင်မြင်အောင် လုပ်မယ်ဆိုတဲ့သူစိတ်ပဲရှိမိခင်တယောက်အနေနဲ့သားရီနဲ့ခွဲနေရတာနှလုံးသွေးမြေကြခံစားမှာပေါ့ဗျာဒါမဲ့တိုင်းပြည်အတွက်တကိုယ်ကြီးကိစ္စတွေအနစ်နာခံရမယ်ဆိုတဲ့စိတ်နဲ့သူရုန်းကန်ခဲ့တယ်လို့ပြောလို့ရပါတယ်သူအပြင်ရောက်ပြီဆိုတာနဲ့စေုပ်စုရဲ့တွက်ကင်းရတော့ ရေရှည်မှာသူတို့အာနာကိုသူတို့လက်ထဲရှိအောင်လုပ်ထားမယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကိုတောင်းပြီးတော့အနောက်နိုင်ငံတွေရဲ့ဆန်ရှင်ကင်းလွတ်ဖို့စ조사မယ်အားလည်းတကယ်အဲအလုပ်ဖြစ်ခဲ့ဥပမာနိုင်ငံကျွေးမြောင်တချို့ shopping ခန်းနာเนาะနောက်ငွေတွေအများကြီးပဲထတ်ချေးပေးကန်တဲ့အခွင့်အရေးတွေဒါဒေါအောင်ဆန်းစုကြောင်ရခဲ့ဒါပေမဲ့စေုပ်စုအတွက်မှာတာသူတို့ထင်တယ်လို့တကယ်လွတ်လွတ်လပ်လပ်ရွေးကောက်ပွဲလို့ဆိုလို့ရှိရင်ကြံခံရရအာနာမရပဲနဲ့ဒေါအောင်ဆန်းစုကြီးအာနာရသွားခဲ့ ။နောက်ဘလို့ဖြစ်လဲတော့ဒေါ်ဆန်းစုကြည်ရဲ့အာစိန်နကန်ကစကားပြောတာပဲ။တိုင်းပြည်ပေါ်မှာ တိုင်းပြည်ပေါ်သူ့ရဲ့စေတနာသူ့ရဲ့အရေးချင်းတွေကိုလေးစားပြီးတော့စစ်ဘုတ်ဂျိုးတွေထဲမှာတော့သူနဲ့အနေနဲ့လေးစားသိမှတ်ပြုတာဖြစ်ကုန်။နော်။ပြန်ကြားရေးဝန်ကြီးလူကယ်ပြန်ဝန်ကြီးလုတ်ခဲ့ဘူးတဲ့ဘုတ်ဂျိုးကြီးအောင်လွတ်တော်ဥက္ကရာလုတ်ခဲ့တဲ့လူရရွှေမန်းပြည်ထရေးဝန်ကြီးဒုရယဘုတ်ဂျိုးကြီးကျော်ဆွေစမှုဝန်ကြီးလုတ်ခဲ့ဘူးတဲ့ဦးအောင်တောင်ဒါတွေနာမည်တက်ပြောလို့ရ။ဒါတွေကစစ်သားတွေစစ်အုပ်စု နော်အာနာမက်တဲ့လူတွေကြိုတင်မမြင်တဲ့ဖြစ်ရတယ်။နောက်မင်းအွန်လိုင်းလိုလူမျိုးကြိုတင်မတွေးနိုင်တဲ့ကိစ္စပေါ့။ဆိုတော့ဒီဒေါန်ဆန်းစုကြည်ကခုနကပြောမှန်းဆိုလို့ရှိရင်သူ့ကိုအဲဒီစစ်တပ်ကဖမ်းမိထောင်ထဲထည့်လိုက်ပြန်လွှတ်လိုက်ပဲလုံနေတာမျိုးရှိတာပေါ့နော်အချိန်ချင်းတုံးချခဲ့နေတာမျိုးရှိတယ်ပြီးတော့အခုလည်းဒီထောင်ထဲမှာရှိနေစေပေါ့လေဒါပေမဲ့ဒီဒေါန်ဆန်းစုကြည်အာနာရခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်အဲ့လိုမျိုးဖန်းစီခဲ့တဲ့ဒီစစ်တပ်နဲ့ပဲဒီအဲဆွေးနွေးညှိနှိုင်းဆက်ဆက် ညှိနှိုင်းရေးလမ်းစဉ်ကိုဒီဇိုင်းမမတ်လုပ်ခဲ့တာတွေပြီးတော့ဒီတခြားတိုင်းသားလူမျိုးစုတွေရဲ့အမြင်မကြည်မှုတွေရှိခဲ့တာပေါ့နော်ဆိုတော့ဒီဒေါန်ဆန်းစုကြည်ရဲ့ဒီရက်တီချန်နယ်ပြီးတော့သူအာနာရနေတဲ့အချိန်မှာဘယ်လိုမျိုးသူရုံးကန်ခဲ့ရလဲအဲ့လိုအခြေအနေကိုရောဆရာဘယ်လိုမြင်သလဲရှင့်မင်းအွန်လိုင်းဒေါန်ဆန်းစုကြည်ကိုသူဟိုဆွဆွဲရရှိတယ်ဒေါန်ဆန်းစုကြည်အာနာလွယ်သုံးသားလုပ်ပြီးတော့နိုင်ငံရေးကိုခြေလှယ်ဖို့စူးစမ်းခဲ့တာနော်ဒူဒူနဲ့စစ်တပ်ကိုဟိုရန်တိုက်ပေးတာပေါ့စစ်တပ်ကိုမုန်းအောင် အဲ့လိုမျိုးဆွဆွဲတာဒါပေမဲ့တကယ်လက်တွေ့အခြေအနေနဲ့ကွာဒေါန်စန်းသူတီကမျိုးသားပြန်လည်တင်းမြတ်ရေး National Reconciliation ဆိုတာကိုဦးစားပေးခဲ့အဲ့ဒါဦးစားပေးတာကြောင့်လည်းတစ်ဖက်မှာဘေးထွက်ဆိုးကျိုးတွေတောင်ဖြစ်ခဲ့တယ်။သူကတော့ဘလို့ model လဲဆိုတော့ပင်လုံကိုပင်လုံစာချုပ်ကိုဘုဂျုံအောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်တွေသဘောတူညီချက်ရယူခဲ့တဲ့ပုံစံမျိုးပေါ့။မှပြေမဟို proper မဟိုဘုဂျုံအောင်ဆန်းဦးစားပြုပြီးတော့နော် တပတ်မှာရှမ်းစော်ပွားတွေရှမ်းပြည်သူကိုယ်စားလှယ်ကချင်ချင်းဒီဒေသတွေကခေါင်းဆောင်နေတဲ့သဘောတူပြီးတော့တို့တွေအတူတကွလွတ်လပ်ရရယူမယ်ပြည်တော်တွေစုတဲ့ပြည်တော်စုရယ်လို့တည်ဆောက်မယ်ခြေကံဒီသဘောတူညီချက်မျိုးလုပ်ဖို့အဲ့ဒါမျိုးပုံစံမျိုးသွားတဲ့ idea ပေါ့လက်တလောမှာစစ်တပ်နဲ့ national reconciliation လုပ်မယ်တစ်ဖက်မှာပြည်တိုင်းသားတွေစီသွားမယ်ဆိုတဲ့ဟာ ဒါမဲ့ဘာဖြစ်လဲတော့2008ဖွဲ့စည်းပုံအောက်မှာဖြစ်လာတဲ့အစိုးရဖြစ်တဲ့အခါကျတော့စစ်တပ်နဲ့အပေးယူကလုံနေအဲ့တော့သူရွေးကောက်ပွဲနိုင်ခဲ့တဲ့2015နိုဝင်ဘာကနေ2016မတ်လ30မတ်လ31အစိုးရမဖွဲ့ခင်ဒီမှာကာဝေးဦးစီးချုပ်ဗိုလ်ချုပ်မင်းအောင်လှိုင်ပါဝင်ဒီတက်မတော်ဆိုတဲ့ဒီအဖွဲ့စည်းရဲ့ထိတ်တန်းကောင်းဆောင်နေတဲ့၃ချိန်ဒီဆွေးနွေးကြ နောက်သူ့ရဲ့အစိုးရဖွဲ့ချိန်မှအောင်လွှတ်တော်မှအောင်စစ်ဘုတ်ချုပ်တွေနဲ့ကျန်းခံရေးပါတီဝင်နေရာပေးခဲ့ရတယ်လို့ခဲ့အဲ့ဒါလို hybrid democracy အခင်းကျင်းမှာနှစ်ဖက်ကို balance လုပ်ပြီးအုပ်ချုပ်ရတဲ့အခါမှာအပြိုင်မှုတွေပေါ်လာစစ်တပ်နဲ့ NLD အစိုးရကြားငြိမ်းချမ်းရေးကိစ္စတိုင်းသားအရေးကိစ္စနဲ့နိုင်ငံတကာဆက်ဆံရေးတွေမှာအကုန်သဘောထားကွဲလွဲမှုတွေဖြစ်လာနောက်ဆုံးတစ်နှစ်မှာသူက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့အာတုံကွန်ဆိုင်လုံလာတဲ့အချိန်မှာစစ်တပ်နဲ့ဆက်ဆံရေးလုံးလုံးကျသွားတယ်။ဘာဖြစ်လို့ဒီပွဲစည်းပုံအခြေခံဥပဒေကစစ်တပ်ကိုပြောရရင်တိုင်းပြည်မှာလူဘဝခွင့်ပေးထားတာ၊ license ပေးထားတာ။ personal တွေရောဒေါန်စန်းစုကြည်နဲ့ပိုချုံမူကြီးမြောင်းလိုင်းကြပြောဆိုဆက်ဆံတာတွေက2016ကနေ2019အစပိုင်းလောက်အထိပဲရှိခဲ့။နောက်ပိုင်းမှာသူတို့နှစ်ယောက်ကြားဆက်ဆံရေးအေးပိုချုံမူကြီးမြောင်းလိုင်းကဒေါန်စန်းစုကြည်ကိုတိတ်မုံတာ အဲ့ဒါလည်းသူမိမတော်ကျူကျူလာသဘောထားလွှမ်းမိုးတာတွေလည်းပါတာပေါ့ဗျာသူတို့နှစ်ယောက်ကြားမှာမကြေလည်မှုစရတော့ဒီ2008ဖွဲ့စည်းပုံမှာဒေါ်သတ်သူကြီးကသမရဖြစ်ခွင့်မရတာအဲ့တော့သမရဖြစ်ခွင့်ပိတ်ပင်တာတော့သူကနိုင်ငံတော်ကြီးအတိုင်ပင်ခံပုတ်ကိုဆိုတဲ့ပြည်ထောင်စုအင်္ဂါစင်အရဆိုရင်သမရပြီးဒုတိယယာရုအမြင့်ဆုံးယာရုကိုဖန်တီးတာနေစနောက် NLD ပါတီနဲ့စစ်ဘိုလ်ချုပ်တွေစစ်တပ်တရားကိုယ်စားလှယ်တွေကအစပေါ်ဆက်ဆံရေးကောင်းလဲကောင်းလာမှာ စစ်တပ်ကမလိုလားဘူးဒါကြောင့်လဲစစ်တပ်ကဒီဒီအကြီးကဲတွေပေါ့ဗျာသူသူရဲ့အဲစစ်တပ်ကိုဥဆောင်နေတယ်လို့ပေါ့ဒါကြောင့်လဲတောင်ဆန်းစုကြည်နဲ့ရင်းနှီးတဲ့သူရဦးရွှေမန်းကိုသူပါတီကနေပြီးတော့အင်အားသုံးပြီးတော့ကံပစ်တယ်ဗိုလ်ချုပ်ကျော်ဆွေနဲ့တောင်ဆန်းစုကြည်အင်းလေးခီးစင်မှာရင်းနှီးနှီးရှိတဲ့ဓာတ်ပုံတွေထွက်လာတော့မကြခင်မှာအနာပေးတာလုပ်တယ်တောင်ဆန်းစုကြည်ကတိုင်းသားကြီးကိုတဲတော့တဲနေပြီသွားတော့သွားနေပြီ ိုင်းသားကြီးကိုကင်တွယ်ဖို့သူအစိုးရဖွဲ့တဲ့ဒီမှာဝန်ကြီးဌာနအစ်တစ်ခုတိုင်းသားကြီးရဲ့ဝန်ကြီးဌာနကိုထည့်ခဲ့သူကတော့27ရာစုပင်လုံလိုလမ်းကြောင်းကနေဒိုင်းရိုက်ဆွေးနွေးမှုတွေလုပ်ပြီးတော့တိုင်းသားခွင့်မြင့်တင်မျိုးဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုး evolution center EU ကလည်းဒီ NLD အစိုးရတက်လာတဲ့ချိန်မှာညှော်လင့်ချက်အတော်ကြီးမားခဲ့ဒါမဲ့အဲ့ဒီချိန်မှာတစ်ချိန်တည်းမှာပဲစစ်တပ်က NLD အစိုးရကိုကန့်လန့်တိုက်ပုံစံမျိုးလုပ်လို့တချို့ဟာတွေအစိုးရအကြိုက်ရအောင်လုပ်တာ ဥပမာ NLD ဆိုရအကြက်ရိုက်စီဖို့ရခိုင်မှာတိုက်ပွဲတွေဖြစ်လာအောင်စစ်တပ်ကအာစာဝမွေးခဲ့တယ်ဆိုတာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရ ARV နဲ့ညပြီးမှပြောခဲ့တာရှိတယ်။ကချင်မှာလည်းတိုက်ပွဲအတုဖော်ပြီးတော့ cloud ဆန်ခဲ့တာရှိတယ်။ဒါပေမဲ့ပြောရရင်တော့ NLD ဆိုရလက်တဲ့တိုင်းရင်းသားအရေး communication အားနေတာလေအားနေတာဥပမာနောက်တစ်ခုတရားနာမည်ကိစ္စဗိုလ်ချုပ်ကျေးဇူးကိစ္စဒါတွေကလည်းငင်းပွားဖွယ်ရာတွေလောက်တာတွေကလည်းမပြေးတော့လဲခင်ဗျာ ကံရာရှိဆိုတာမျိုးဖြစ်တစ်ဖက်မှာ ထောင်လိုင်းသတင်း channel နဲ့ political frame ပေါ့ဘာဖြစ်လို့လဲဆိုတော့ပြည်တဲ့ရေးကာကွယ်ရေးနဲ့နေဆက်ရေးရဒီဝင်ကြီးဌာနတွေကိုကာကွယ်ရေးဦးစီးချုပ်ရုံးကတိုက်ရိုက်ကင်တွေ့တာအဲ့တော့အစိုးရကလုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ရှိရင်စစ်တပ်ကချပြတော့လောက်ပဲတီးခွင်ရတကယ်အစ်စ်မှန်လားဆိုတော့မဟုတ်ဒေါန်ဆန်းစုကြည်ကိုရလဲတိုင်းသားအရေးကိစ္စတွေမှာသူ့ရဲ့ဖြည့်ရှင်းမှုကအစင်လာပုံစံဆန်း။နောက် သူဖြတ်တန်းခဲ့ရတာအစလက်နက်ကင်တော်လိုင်းကြီးခေါင်းဆောင်တွေနဲ့ထိတွေ့မှုကနည်းခဲ့တယ်သူက non violence တော့နော်ဒီနိုင်ငံရေးပါတီတွေနဲ့ပဲများတာ哦အဲ့ဒါလည်းအားနည်းချက်ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒိုင်းသားခေါင်းဆောင်တွေကဒေါန်စန်းသူကြည်ရဲ့စွန့်လွတ်အနစ်နာခံမှုယူသားမှုဒါတွေကိုလူပုဂ္ဂိုလ်ရသူတို့အငင်းပွားပွဲရမရှိလက်ခံပေမဲ့နိုင်ငံကြီးအရာပေါ့အထူးသဖြင့် federal အရေးဆိုရင်သူတို့ ရင်ထဲဝင်ကြည့်ပြီးတော့မြင်နိုင်ခံစားနိုင်လောက်တယ်ဆိုတဲ့အထိသူတို့မဖြစ်ခဲ့ဘူးလို့တွတ်ပုံရပြည်နယ်အစိုးရဖွဲ့စည်းရေးအတွက်2008ဖွဲ့စည်းပုံခြေခံဥပဒေမှာပါမယ်ပုံမှန်261ကိုပြင်ဆင်ဖို့ကန့်ကွက်တာတိုင်းသားအဖွဲ့တွေနဲ့တွေးဆုံတဲ့အချိန်မှာဒီတိုင်းသားတွေရဲ့အပန်းကိုနားထောင်လာတဲ့သူ့ရဲ့သဘောထားကိုသိအောင်ပြော highlight ဒီအာယုံဆိုင်တာတွေဒါတွေကထောက်ပြစရာလို့ဖြစ်ခဲ့ဒါပြင်ငိမ့်ငိမ့်ကိစ္စမှာလည်း စစ်တပ်ကခလောက်ဆန်ဖိအားပေးပြီးတော့27ရာစုပင်လုံညီလာခံမှာ AA ကိုခြံလက်ခဲ့တာနော် NCA နဲ့အထိုင်ချအဲထိုင်ချပြီးတော့ဆွေးနွေးခိုင်းတာတွေကတဲ့ရှေ့ကိုငញ្ញိုင်းရေးဆိုင်ရာရှေ့မရောက်ခဲ့တာတွေဖြစ်တယ်တော်ဆန်းစုကြည်အတွက်ကတော့ဒါကျွန်တော်သုံးသပ်ချက်ပေါ့သူကဒီမိုကရေစီနဲ့တိုင်းရင်းသားအရေးကို ဖြည့်ရှင်းလို့ရမယ် identity politics ကဘေးအတွက်စိုးကြိုးတွေဖြစ်မယ်ဆိုတဲ့အာဟိုအာယုံပြုတ်ပြီးတော့ တိုင်းသားတွေကတော့ဖက်ဒရယ်ကသာဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်ကြတာဒါကလမ်းနှစ်သွယ်ကွဲပြားမှုဆရာနာရှင်အမြင့်ပြတ်ဖယ်ရှားရေးမှာနှစ်ဖက်စလုံးအငင်းမပွားသဘောတူပဲမယ်ဒီတိုင်းပြည်ကိုဘယ်လိုထူထောင်မလဲဆိုတာကိုချင်းကပ်တဲ့အခါမှာ philosophy တွေကွာကြတယ်နိုင်ငံတကာဆက်ဆံရေးမှာလည်းစစ်တပ်နဲ့ NLD အားပြိုင်မှု တွေ့ရတယ်ဒေါန်ဆန်းစုကြည်နိုင်ငံတကာပုံရိပ်ကြဆင်းစေတာကတော့ဒါ ruin ကြအရေးပဲ ပြောရရင်တော့နိုင်ငံရေးတာဝန်အားရချက်တစ်ခုလည်းဖြစ်တယ်ဗျ။ဒါကြောင့်လဲ2019နောက်ပိုင်းပြန်ကြည့်လို့ရှိရင် NLD အနေနဲ့နောက်နိုင်ငံတွေတဲ့တရုတ်အိန္ဒိယအာဆီယံနိုင်ငံတွေနဲ့လာပို့ပြီးတော့နီးကပ်လာတာတွေ့ရတယ်။နော်အနာသိမ်းပြီးတော့မှဒါအာတမျိုးဖြစ်ဒါအပြင်ပေါ့လေစစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့စံခံရေးထဲမှာသဘောထားတင်းမာတဲ့သူတွေနေရာရလာတာပြောရလို့ရှိရင်တော့အရေးချင်း နဲတဲ့သူတွေခေါင်းဆောင်ဖြစ်လာတာပြဿနာကိုမီးထိုးပေးတာဖြစ်2020ရွေးကောက်ပွဲမဲဆွဲကာလတွေဟာကြံ့ခိုင်ရေးပါတီနဲ့စစ်တပ်နဲ့နှိစက်တဲ့တခြားပါတီတွေကသူတို့လူမှုထောက်ခံမှုမရတာ哦မရှိတာ哦သူတို့ရိတ်မိလိုက်တဲ့အချိန်ကြတော့ရွေးကောက်ပွဲကျင်းပမဲ့အချိန်ကိုဗစ်ကာလနဲ့တိုက်ဆိုင်နေလို့ဆိုပြီးတော့သူတို့ကရွှေ့ဆိုင်ခဲ့ဒါပေမဲ့လည်းအဲ့ဒီမှာ NLD ရရအောင်ကျင်းပခဲ့တဲ့ကာမှာသူတို့မကျေနပ်ခဲ့ဘူးเนาะစစ်တပ်ကလည်းမကြည့် တကယ်ရွေးကောက်ပွဲရလထွက်လာချိန်မှာကြိုရေးထားတဲ့ဇန်ညွန်းတစ်ခုလိုပဲကြံခိုင်ရေးရောတခြားပါတီတွေကဒါတိုင်ကြားမှုတွေဇက်တိုက်လို့အာစစ်တပ်ကလည်းကြီးညာချက်တွေတောက်လျှောက်ထုတ်ပြီးတော့ February 10ရက်နေ့မှာဒါမဲမတမာမှုလုပ်တယ်ဆိုပြီးတော့အာဏာသိမ်းမှုဖြစ်လာပြီးတဲ့အခါကျရင်ဒေါအောင်ဆန်းသူကြီးရောအော်နော်အစိုးရအဖွဲ့တွေကအာသူတွေရောအနေဒီထိပ်ပိုင်းကောင်းဆောင်နေအကောင်ကြီးမှဖမ်းပြီးတော့ပါတီဝင်600လောက်လား နေအိမ်တွေကိုချိတ်ပိတ်ထားတာဒီနေ့တတိပါပဲဟုတ်ကဲ့ဆရာဒီအနာသိမ်းပြီးတော့ဒီလက်ရှိမြန်မာနိုင်ငံအနှံ့မှာဆိုရင်ဒီဆရာနာရှင်ကိုဖျောက်ချဖို့အတွက်ဒီလက်နက်ကင်တော်လည်းရင်းလမ်းစဉ်နဲ့ဟိုတိုက်ပွဲဝင်နေကြတာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဒေါန်ဆန်းစုကြည်ကင်ဆွဲထားတာကဒီအကြမ်းမဖက်အရေးမှုပေါ့နော်ဆိုတော့ဒီလက်ရှိဒီမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒေါန်ဆန်းစုကြည်အနေနဲ့ရောဘယ်လိုမျိုးသဘောထားရပ်တည်နေလို့ဆရာအနေနဲ့ယူဆတယ်လဲရှင် ကျွန်တော်ဆောင်းပိုင်းကပြောလို့ပေါ့ဒေါန်ဆန်းစုကြည်ကသူက non violence သမားဗျဒါမဲ့ဒီမီဒီယာတခုပေါ့သူ့ကို democracy icon လားလို့မေးတဲ့အခါကျတော့သူကသူကနိုင်ငံရေးသမားပါလို့ဖြေတယ်ကျွန်တော်အမြင်တော့သူက democracy icon လည်းဖြစ်တယ်နိုင်ငံရေးသမားလည်းဖြစ်တယ်ဒေါန်ဆန်းစုကြည်ကမြန်မာလူပေါင်းအတွက်ဒီရှားပါပြီးတော့တန်ဖိုးရှိတဲ့နိုင်ငံရေးခေါင်းဆောင်တရားလို့ကျွန်တော်ကတော့ပြောမှာသူကြည့်ရင်အကျင့်ပြခြားစားမှုရှိဘူးကိုကျင့်တရားထိန်းတယ် စီကန်ကြီးစီကန်ကြီးရတော့သူစီကန်သူခြာပြီးတော့အဲ့လိုနေတာစနစ်စနစ်ကြီးတာတော်လဲတော်တယ်ထက်ထက်မြက်မြက်ရှိမညာတိတ်ကောင်းတယ်အသေးစိတ်တွေသူစာအုပ်ဘယ်စာအုပ်စာရန်ဘယ်လိုအကြောင်းအရာသူအဲ့လိုမျိုးအသေးစိတ်တွေဒီနိုင်ငံတော်တိုင်းမင်ငံပုံကိုဖြစ်လာတဲ့အချိန်မှာတော့အလုတ်တွေရမ်းများပြီးသူစာမဖတ်စာပတ်နေသွားတယ်ဒါပေမဲ့တခြားအချိန်တွေမှာအမှန်တန်စာဖတ်အားကောင်းတယ်နောက်ပြီးတော့နိုင်ငံရေးအကွက်မြင်ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့သူ့ရဲ့အဲ့လို အာတာချက်အတီတော်တဲ့အချက်တွေနဲ့သူကရတဲ့ဇက်ပေါ့ဗျာ political position ယူရတဲ့အခါမှာ conflict of interest ဖြစ်သွားအဲ့ဒါက EO EAO ဒီခေါင်းဆောင်တွေအထင်မှားစရာနော်နိုင်ငံတကာကအထင်မှားစရာဖြစ်လာတယ်ကျွန်တော်ကတော့အဲ့လိုပဲမြင်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဒီ non violence သမားတယောက်အနေနဲ့လက်နက်ကင်တော်လိုင်းကို तू ကဥဆောင်လို့တော့မရပြန်ဘူးဒါမဲ့ तू လူ့အခွင့်အရေးပြဋ္ဌာန်းချက်တစ်ခုဖြစ်တဲ့ခုခံကွင်းဆိုတာကို तू အတိမတ်ပြုလို့ရတယ် သေးကြတာကလည်း तू ကဒီလက်နက်ကင်တော်လန်ကြီးကိုရှုံချမဲ့သူဖြစ်မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူသားလင်းအဓိကဆိုတဲ့မျိုးလက်ခံထားတဲ့အဲ့တော့အချိန်နေရတူနီးတူဟန်နဲ့တွားတဲ့မဟာမိတ်တွေလို့ရှုမြင်တယ်လို့ကျွန်တော်ကတော့သူ့ရဲ့မိန်ကွန်းတွေမှာတွေ့ရလက်ရှိချိန်ကပြည်သူတွေရဲ့အများစုရဲ့အမြင်ပေါ့ဗျာ2021ခုနှစ်မတိုင်ခင်ကအချိန်နေနဲ့ပွဲသွားပြီဒေါ်ဆန်းစုကြည်ကိုတိုင်ကလည်း မင်းအွန်လိုင်းလို့လူနဲ့နိုင်ငံရေးရဆွေးနွေးမှုမရဘူးဆိုတာသဘောပေါက်ပြီးဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်။အဲ့ဒါလို့ရှိလို့သားနော်အခုစစ်တပ်ကသူ NLD ကိုမပုံတင်ဖို့သူတို့အမျိုးမျိုးစ조사တာနီလန်းဆုံးကလင်ကြီးချစ်တယ်ရောနော်အဲ့လိုချိန်မှာဒေါအောင်ဆန်းစုကြည်ကငင်းပယ်ထားလို့သားဒါပြောရင်သူ့ကိုထောင်ထဲမှာဆက်ထားတကယ်တော့ကအသက်80ပြည့်အမျိုးသမီးကြီးတရားဝင်နေနဲ့အပြစ်မရှိပဲထောင်ထဲမှာနေနေရတာဒီနေရာသူနဲ့မထိုက်တန်နိုင်နေရကျွန်တော်အမြင်တော့ တော်စံသူကြီးကဂျင်းကြခံနေရတာကနေလွတ်မြောက်ပြီးတော့တိုင်းရင်သားအရေးကာကွယ်ပြောပေးတဲ့လူများဖြစ်လာခဲ့ရင်မြန်မာပြည်ကငြိမ်းချမ်းပြီဟုတ်ကဲ့ဆရာဒီတစ်ပတ်ဆွနွေးမှုကိုဒီမှာပဲရှင်းလာလိုက်ရအောင်ပါဆရာအချိန်ပြည့်နေပြီဆိုတဲ့အတွက်လေးအဝင်ဆွနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ